အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့စာရေးဆရာအေခါဇော်ရေးသားတဲ့အုံအမြူတေးဆိုတဲ့ဇလံလေးကို တင်ဆက်မျှဝေပေးသွားမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါအောင်ခင်ဗျာဆက်လေကြီးကကျဲပြောလာသည့်ရေပြင်ကြီးကိုထိုးခွဲကလှင်မြန်စွာမောင်းနေလို့နေလေတယ်ကိုစိန်တောင်းတယောက်လှေးဥတွင် မတ်တက်ရက်ခါရေပြင်ကြီးကိုငေးကြည့်နေမိတယ် ကိုစိန်တောင်းကအုံတဲ့သမားဖြစ်တယ်။အုံမင်းများကိုတက်ပြီးအုံသည့်ခုကရောင်းချသည့်လုပ်ငန်းကိုလုပ်ကိုင်နေသူ ဖြစ်တယ်။ယခုလဲစစ်တွေစီတို့စစ်လေကတို့စီလျက်အုံသည့်အလုံး200ခန့်ကိုတဲဆောင်လာခြင်းဖြစ်တယ်။စိတ်ကမ်းမှာစင်းတော်အခါကဲဒီငှားရတယ်။သုံးပိန်ဆိုင်ကယ်များကိုအနောက်ခန့်တွင် ကုန်းများတင်နိုင်ရန်ပြုလုပ်ထားတယ်။ကဲဒီအပေါ်အုံသည့်များကို အသေးအချာတင်းရတယ်။ထို့နောက်ကဲဒီသမားရဲ့ဘေးနားတွင်ထိုင်ကား စစ်တွေရှိအုံသေးငပြောသည်များရောင်းချသည့်ဆိုင်သည့်သို့မောင်းထွက်လာကြသည်မနေ့ခင်းကထွက်လာတော့လေအချင်းကလင်းသွားသည်မို့စစ်တွေကိုမုန်းလွှဲပြီးမှသာရောက်တော့တယ်စစ်တွေဈေးကဈေးကွဲပြီးအေးအေးလူလူဖြစ်နေလေပြီသို့တော်သူသေးလာသည့်ကုန်းတွေကလည်းအုံသည်တွေဆိုတော့အထားခံနေဈေးအရှိအယောက်တွင်ပလက်ဖောင်းပေါ်မှာခေါင်းငိုက်ဆိုင်ထိုင်နေတဲ့ ဥပဇင်တပားကို တွေးလိုက်ရသည့်အခါကိုစိမ့်သောစိတ်ဝင်စားသွားမိတယ်။ခဏရပ်ပါအောင်ဗျာ။ကယ်ဒီသမားကဆိုင်ကယ်ရပ်ပိတ်လိုက်သည့်အခါကိုစိမ့်သောကကယ်ဒီဘုံမှပြေးစင်းကဥပဇင်အနာသို့တိုးကပ်သွားတယ်။အနည်းတွင်လမ်းသွားလမ်းလာများအနှဲ့ငယ်ရှင်းလင်းလို့နေတယ်။ဥပဇင်မှာနှစ်ထင်တစ်ဖက်ကိုလက်နဲ့ဖိထားပြီးခေါင်းငုံငုံကညှဉ်းညူနေသဖြင့် ဝေဒနာတစ်ခုခုခံစားနေရခြင်းဖြစ်မယ်လို့တွေးလိုက်မိပြီကိုစိန်တောင်ဥပဒေအနာကတ်လိုက်တယ်အရှင်ဖုရားဘာဖြစ်လို့ပါလဲဖုရားခေါင်းတွေမူးနေတဲ့တကားကြီးရဲ့ဘာဖြစ်မှလည်းမသိဘူးဥပဒေလွဲထားတဲ့တပိတ်မှလည်းဟောင်းလောင်းကြီးဖြစ်နေတယ်ကိုစိန်တောင်တစ်ခုခုလောက်ရမြင်မှန်းသိပြီစဉ်းစားကြည့်လိုက်တယ်ထို့နောက်သူသေးလာသည့်အုံသီးများကိုကြည့်လိုက်ခါအကြံတစ်ခုရှားသွားတယ် ုံသီးများစီတို့ပြေးလာပြီးအုံသီးရဲ့ချုပ်ကိုဟိုးပုတ်ထိပုတ်လုံးကြည့်တယ်။ထို့နောက်အုံသီးတလုံးကိုဖြုတ်လိုက်ခါသူ့လည်းအတွင်ထဲထားတဲ့ဓားကောင်ကြီးနဲ့အုံသီးထိပ်ပိုင်းကိုကျင်းလဲသွားဖျက်လိုက်တယ်။ကယ်ဒီသမားကလည်းကိုစိမ့်တော်လုံးနေသည်များကို ကြည့်နေတယ်။ခမည်းမရေဘူးပါလား။ကယ်ဒီသမားကတောက်ပြသားရေဘူးခွန်တစ်ခုကိုထုတ်ပေးသည့်အခါကိုစိမ့်တော်ကအုံစိမ့်ရေများကို ရေပုအတွင်းသို့လောင်းထည့်လိုက်ပြီးဦးစင်စီသို့ပြန်ပြေးလာခဲ့တယ်။ဦးစင်ဖရာတုံးဆောင်တော်မူပါ။အုံးစိန်ရေပါဖရာအမှုအမော်ပြေးပါလေ။ဥပစင်ကအုံးစိန်ရေများအားမောတောင်ချလိုက်တယ်။သုံးကားခန့်မောပြီးသွားတဲ့အခါအုံးစိန်ရေများကုန်းသွားတယ်။ကိုစိန်တောင်းလဲနောက်တစ်လုံးကိုထပ်ဖောက်လိုက်တယ်။နှလုံးခန့်တောက်ပြီးသွားတော့အခါဥပစင်မှာတိတိတသားပင် ထူးထူးထောင်းထောင်းဖြစ်လာပြီဖြစ်တယ်။ကျေးဇူးတင်ပါတယ်တကားကြီးရဲ့။သာဓုသာဓုသာဓုဒီအုံးစိမ့်ရေကဆေးပဲဝင်နေဖရ။သူကဓာစားရေလိုပဲအားပြည့်စေတယ်။အုံးစိမ့်ရေတိုင်းလည်းမဟုတ်ဘူးပေါ့ဖရ။အတွေ့မှာအသာသိမ့်မတက်သေးတဲ့။အုံးစိမ့်ရေကရင်းဘူးတယ်။အသာနဲ့နဲ့တက်နေပြီဆိုမှချိုးပြီးတော့တောက်လို့ကောင်းတဲ့အချိန်ပေါ့ဖရ။အသာအရန်များသွားရင်လည်း ။အုံးရီတွေကချင်းသွားတဲ့ဖေရ။ကိုဝင်ဆောင်နေတောက်သုံးလို့အကောင်းဆုံးပေါ့။အခုလို့အမှုအမော်ဖြစ်ရင်လေတောက်လိုက်ရင်အပြည့်ဇေတာပေါ့ဖေရ။အေးပါကွယ်။ဓာတ်နဲ့တကားကြီးကအုံးတီအကြောင်းတော့တော်တော်သိပုံရတယ်။တင်းပါဖေရ။တပည့်တော်ကအုံးတဲစားလာတာ။အနှစ်20နီးပါးရှိပါပြီဖရာဥပဇင်ကကိုစိန်တောင်းကိုစုတွေပေးနေတယ်ကိုစိန်တောင်းလည်းအလုပ်တစ်ပဲရှိသေးသေးမို့ ဥပဇင်အားအမြန်နှုတ်ဆက်ပြီးပြန်ခဲ့ရတယ်။ဈေးထဲရောက်ပြီးအုံသီးများရောင်းချပြီးသွားတော့အခါကယ်ရီကားကိုရှင်းပေးလိုက်တယ်။ကယ်ရီဆရာက ကိုစိန်တောင်အားငွေအချို့ကို ပြန်ပေးတယ်။ခုနကတည်းကသူတို့ဘာကိုကူညီတတ်တဲ့အကိုကိုကြည့်ရင်လေးစားနေမိတာဗျ။ထားလိုက်ပါတော့ဗျာ။ကျွန်တော်ကယ်ရီကချောပေးပါမယ်။ဖြူစင်းသောစေတနာမှချစ်ချင်းပင် ကိုစိန်တောင်အားအကျိုးပေးတော်တယ်။ ိုစိန်တောင်းလဲထိုးကယ်ဒီဖြစ်ပင်စိတ်ကန်းတို့ပြန်ဆင်းပြီးမော်တော်စီးကရွာတို့ပြန်လာခဲ့တော့တယ်ကိုစိန်တောင်းရဲ့စိတ်ထဲမှာတော့သူတစ်ပါးကိုကူညီပေးလိုက်ရတဲ့အတွက်ပီတိတမျိုးဖြစ်ခါပြောမျိုးနေမိတော့တယ်ဟေးစိန်တောင်းလာစမ်းပါဦးကွာကိုစိန်တောင်းတယောက်ရွာပြင်လမ်းကလေးမှာလှည့်အဝင်ဘာကြီးသားရဲ့ခေါ်တန်ကိုကြားလိုက်ရသဖြင့်ခြံတွင်းသို့လှမ်းကြည့်လိုက်တယ်ခက်ကုတ်ကုတ်စောင်းထားသည့်တဲကလေးရှိတွင် ဘာကြီးသားကငုတ်တုတ်ထိုင်းနေကစေးဘောလိတ်တလိတ်ကိုအငွေတထောင်းတောင်းနဲ့ဖွာနေသည်ကိုမြင်တွေ့လိုက်ရသဖြင့်ကိုစိန်တောင်းကခြံအတွင်းသို့ဝင်လာခဲ့တယ်။ဘာကြီးသားကကိုစိန်တောင်းကိုကြည့်လိုက်ပြီးမင်းအားရင်ငါအုံးချံကိုတက်ပေးစမ်းပါကွာ။အုံးမခုရတာကြာပြီကွာ။ကိုစိန်တောင်းကအုံးမင်းတချို့ကို မောကြည့်လိုက်တယ်။ဘာကြီးသားအုံးသည်တကအရေးတော့မရတော့ဘူးဗျ။အသားတွေထူနေပြီ။ဈေးကောင်တိတ်ရမှာမဟုတ်ဘူးနော်။ ေးပါကွာမင်းတက်နိုင်တယ်ဆိုရင် ပေးခြင်းတလောက်သာ ပေးစမ်းပါငါမှာအုံတော်ကြီးပိုင်းပြီအုံပင်တက်မဲ့လူမရှိလို့အုံရီတောင်မတော့ရတာကြာပေါ့ကွာကောင်းပြီဘာကြည့်တာကျုပ်မနေ့ပြန်မိုးမလင်းခင်လာခဲ့မေးဘာကြည့်တာကခေါင်းတဆတ်ဆတ်ညှိနေကိုစိန်တောင်းလဲအင်းတို့ပြန်လာခဲ့တယ်သူတို့ရွာကလေးကရခိုင်ပြည်နယ်ပေါတော့မြို့နယ်အတွင်းရှိ အုံတော်ရွာကလေးပဲဖြစ်တယ် အုံတော်ဆိုတဲ့နာမည်အတိုင်းသူတို့ရွာကလေးတွင်အုံချမ်းများအုံတော်များအများပြရှိတယ်။တချိန်ကအုံသည့်လုပ်ငန်းဖြစ်စီးပွားဖြစ်ထွန်းခဲ့သည့်ရွာကလေးဖြစ်တော်လေ။ယခုတော့အုံလုပ်ငန်းကိုလုပ်ကင်သူမရှိတော့ပေ။အုံတဲ့သမားများလည်းအလွန်ချားသွားသဖြင့်အုံတော်များမှာတဘာဝအတိုင်းသာတရှိနေတော့တယ်။အိမ်သို့ပြန်ရောက်တဲ့အခါအိမ်ရှိရေတိုင်ကြီးမှရေတစ်ခွက်ကိုခတ်လိုက်ခါချေးလက်ဆေးကြောလိုက်တယ်။ ထိုအခါအိမ်အတွင်းမှာကိုစိန်တောင်းရဲ့ဇနီးမန်နီထွက်လာတယ်။ဘယ်လိုလဲအစဉ်ပြေးရလားကိုစိန်တောင်းပြေးပါလေကွ။ပေါတော့မှာအုံသီးစီမကောင်းတော့စစ်တွေတဲရောက်ရတာပဲ။အုံသီးများတော့မစိုးဘူးပေါ့ကွ။ကိုစိန်တောင်းကသူ့ချိန်ကြီးအိတ်ကအတွင်းမှာပိုက်ဆံများကိုထုတ်ပြီးမန်နီကိုပေးလိုက်ရ။မန်နီကရေးတွေ့ကြည့်နေတယ်။ဓာတ်ထည့်မနစ်ဖြန်တော့ ဘာကြည့်သားတို့အုံးချံကိုတက်မလားလို့စိတ်ကူတယ်ကွ။ငွေရည်နေသည့်မန်းနေပင်ရက်တန်သွားတယ်။ထို့နောက်ကိုစိန်တောင်းကိုထူးဆန်းစွာပြန်ကြည့်တယ်။ဖြစ်ပါမလားကိုစိန်တောင်းဘာကြည့်သားရဲ့ချမ်းကတည့်ရဲ့အယံကြမ်းနေတော့ရွာတဲ့ကဘယ်သူမှမတည့်အောင်ဘူးချင်းဘာကြည့်သားတော့မှချမ်းထဲမှာမနေပဲရွာတဲ့ကသူသူမိအိမ်မှာနေနေတာမဟုတ်လားကိုစိန်တောင်းကခေါင်းညှိလိုက်ပြီးမန်းနေတဲ့ဘေးတွင်ထိုင်လိုက်ခါ ရေတစ်ခွက်ကိုငှဲတောက်လိုက်တယ်။မင်းကလည်းကွာ။ဘာကြည့်တာချမ်းကတည့်ရချောက်တယ်ဆိုပြီးဘဲသူမှ မခုရတော့သူ့ကိုဈေးနည်းနည်းပါပါ ချောခိုင်းလို့ရတာပေါ့ကွာ။အရင်နဲ့တယ်ဆိုတော့ငါတို့အတွက်ပိုးကြိုက်တာပေါ့ကွာ။ဒါတော့မှန်ပါတယ်ရှင်။ဒါပေမဲ့ငွေအတွက်နဲ့ချင်းကိုမစွန်းစားသေးခြင်းဘူးချင်းဘာကြည့်သားရဲ့သားတော်မှအဲ့ဒီအုံချံတည်းရင်တပည့်ကြီးကဆွဲချလို့အုံမေမောကကြားပြီး ေးသွားခဲ့တာမဟုတ်ဘူးလားတော့မိမယာဓာတ်တွေစိတ်ဘူးမနေစမ်းပါနဲ့မင်းသားဒီညစောစောအိပ်ပြီးအားမွေးထားမင်းသားကိုလည်းပြောထားလိုက်မနေ့ပြန်မိုးမလင်းခင်ငါတို့စောစောအုံသွာတက်ကြတာပေါ့ကွာချင်းမလဲနော်ကျမကတော့ရင်းနေတုံလိုက်တာဘာမှမဖြစ်ပါဘူးမိမယာကဲငါပိုက်စားတယ်ထမင်းစားတော့မယ်ကွာတီတီတီနှုတ်စင်နာရီကလေးကအတန်မြည်တာနဲ့ ကိုစိန်တောင်းတယောက်မျက်လုံးများအလိုလိုပွင့်သွားကငေါက်ခနဲ့ကုန်းထလိုက်တဲ့။နာယီကိုကြည့်လိုက်တော့မနေ့၃နိုင်ပင် မထိုးသေးပေ။နဘေးတွင်အိတ်နေသည့်ဇနီးဖြစ်သူမတ်နေကိုနှိုးလိုက်တဲ့။မိမကြီးထတော်ကွဒီနေ့ဘာကြည့်သားရဲ့ချမ်းကိုပုံးတရမယ်မဟုတ်လား။ဇနီးဖြစ်သူမတ်နေကဆောင်းချုံကွေးနေရမှကိုစိန်တောင်း၃လေးကလှုံနှိုးလိုက်တော့နိုးထလာခဲ့တဲ့။နွေရာသီဖြစ်တော်လဲ။ မနေ့ကင်းပိုင်းတွင်စောင်းအဝေးတကမကုံသေးသဖြင့်ချမ်းအိတ်လိုနေလေတယ်။ကိုစိန်တော်အင်းချဲထွက်ပြီးမျက်နာတက်နေချိန်တွင်မန်နီကအိမ်ရွှဲမှညင်းညူနေလေတယ်။အော်သူများအိတ်ကောင်းနေတဲ့အချိန်ကျုပ်တို့လည်းမေးရပါလားနော်။စင်းရဲလိုက်တာထို့နောက်မန်နီကတားဖြစ်သူကိုနှိုးလိုက်တယ်။တားဖြစ်သူစိန်ကောင်းမှအသက်15နှစ်ခန့်ရှိနေပြီဖြစ်တယ်။ ငွေကြေးချို့တဲ့တပြည့်မူလရန်စင်တာအကြောင်းနေခဲ့ရပြီးအိမ်အလုံးများကိုဝိုင်းဝန်းကူညီပေးနေရတယ်။မန်နီကအဲ့ချင်မူရုနဲ့သွားတိုက်နေသည့်သူသားဖြစ်သူကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်။ကျုပ်တို့ဘွားကလည်းနှော။သားကိုတောင်မှပညာမသိမ်းပေးနိုင်ဘူး။ပညာမတတ်တော့သူ့အဖေခြေရာနင်းပြီးအစောကြီးထားနေရချပြီ။ဒေါ်စန်းပါမန်နီယာမင်းကြီးနေလို့လေပိုက်ဆံတွေမိုးပေါ်ကကြာမလာဘူး။ လှုပ်เสียရှိတာလှုပ်ဆမ်းမှာနေမပူခင်အုံးမဲ့တက်လို့ပြီးမှတော့ကကြမှာကွနေပူလိုက်ရင်တက်ရတာမလွယ်ဘူးကိုစိမ့်တောင်ဆိုးလိုက်ပြီးတော့မိသားစု၃ယောက်ထမင်းချမ်းစားလိုက်ကြတယ်ထို့နောက်ကိုစိမ့်တောင်ကဖရဲသင်ချိတ်တွင်ထိုင်းပြီးဖရဲချက်ကိုလိုက်ခါနိုင်ဝက်ခံအကြမှာတော့လူအပ်သည့်ကိရိယာများကိုယူပြီး၃ယောက်သားရွာပြင်သို့ထွက်လာခဲ့တယ်ဘာကြည့်တာအုံးချံကရွာအစုံမှာတီးရှိတယ် ုံချံဆိုသောညာလေပြုပြင်ရှင်းလင်းခြင်းမရှိသဖြင့်ပုံတော်ကြီးတမျှဖြစ်နေကအောက်ရှိကလည်းချုပ်ထွေးလာတယ်မိုးမလင်းသေးသဖြင့်အုံတော်ကြီးအတွင်ဝင်လိုက်တာနဲ့စိတ်ကနေအေးသွားတယ်မန်ဒီမှာကျစ်သည်များထလာတယ်ကိုစိန်တော်ကျုပ်တော်ကြောက်တယ်အခုပဲကြည့်လေဘာကြည့်တာကသူ့ချံကိုတက်ပေးပါလို့သာပြောတယ်သူကြတော့မရှိဘူးမို့လားမိမယာသူမရှိလဲဘာမှမဖြစ်ပါဘူး ငါအပင်ပေါ်တက်ပြီးအုံးသီးတွေချပေးမယ်မင်းတို့သားမိ အောက်ကနေစောင်းပြီးတဲကြပြီးရင်ဟော်ဒီတဲကလေးချိန်မှာပုံထားကွာကိုစိန်တော့ငါဘောင်းမီကိုတို့တို့ဝဲလိုက်ပြီးနောက်ကပတ်တစ်ခုကိုမြဲမြံစွာပတ်လိုက်တယ်ထင်းမြန်စွာသွေးထားသည့်အုံးခုထားကိုကပတ်တွင်ထိုးချိန်လိုက်ပြီးနောက်ဂုံဒီအိမ်များကိုလိန်ချက်ခါကျိုးတပွဲလှုပ်ထားသည့်ခြေနှင်းသည့်အဖက်ကိုခြေထောက်တွင်ချိတ်လိုက်ပြီးအုံးမေမောတို့ဓာမိနှင့်လှမ်းထိုးကြည့်တယ် ုံးသည့်အရင်များကဈေးရတော့လေပိုးပြီဈေးကောင်းအယောင်တွက်ဒီမှာအရေးတော့အုံးသည့်ခေါ်အုံးသည့်စိမ်နုနုပင် ဖြစ်တယ်ထို့အပြင် အုံးသည့်ကို အကောင်းအဖို့ခွဲခြားရန်ကလည်းခက်သေးတယ်ကိုစိန်တော်ကတော့လုံးတဲ့ရင်းနေသူပြီးပြီးပုံကန်အားဓာမီနဲ့ထိုးပြီးမြည်သည့်အခိုင်းကအရေးတော့ရမယ်မြည်သည့်အလုံးကပုံနေတယ်လို့ကြည့်အောင်မျှဖြင့်သိနေခဲ့ပြီ ဖြစ်တယ်ထို့နောက်ဓာမီကိုချလိုက်ပြီး ုံးပင်ပေါ်သို့ဆွေကနေခုံတက်လိုက်တယ်။အုံးပင်တရသည်ကထင်းသလောက်မလွယ်ကူပါ။အုံးပင်များမှာပေတရာ200နီးပါးမြင်မှားကြတယ်။အုံးပင်တက်သည့်အခါအပင်အောက်ကိုငုံကြည့်ပြီးမတက်ရပေ။အပင်ပေါ်သို့သာကြည့်လျက်တက်သွားရတယ်။အပေါ်ရောက်သည့်အခါကိုခုတ်မိအုံးကိုင်ကိုရွေးပြီးနိုင်မနိုင်ကိုချိန်ဆကြည့်ရတယ်။အုံးကိုင်အလွန်လေးလံနေပါကအုံးခုတ်သည့်လူအားဆွဲချသွားတဲ့ချင်းကြောင့်ဖြစ်တယ်။ ပုံကန်ခုတ်ရတွင်လေလက်တစ်ဖက်စလုံးအတုံးမပြူရပေလက်တစ်ဖက်က ခိုင်မာသည့်အုံးတဲ့တစ်ခုအားမြင်းမြန်စွာကိုင်းထားပြီးမှတစ်ဖက်က အုံးကန်ခုတ်ရတယ်ထို့နောက်ကျိုးတက်ပြီးအောက်သို့ချားပေးရတယ်အုံးပေပေါ်မှပြစ်ချလိုက်တယ်အုံးသည်များအထိနာပြီးဈေးကောင်းမရနိုင်ပေအုံးခုတ်ရသည်မှာလွဲတော့မလွဲပေအုံးပင်ကရိမ့်ထိုးနေသလိုလေးကားလည်းတိုက်လာတယ်နေထွက်ခါမှအုံးပင်တက်လျင် အပူတန်းကိုလည်းခံရသေးတယ်။ထို့ကြောင့်နေမထွက်ခင်ကတည်းကအုံးပင်ကိုတည်ရတယ်။အုံးခုံရင်နားကျင်တဲ့အခါအုံးပင်ပေါ်ရှိပလင်းဟုခေါ်သည့်နေရာတွင်တင်းနာရတယ်။လေအဝိတ်တွင် အုံးပင်ကြီးကရင်းထို့နေတတ်သဖြင့်တော်ယုံလူဆိုလျင် အုံးပင်ပေါ်မှမူးပြီးပြုတ်ကျတတ်တယ်။အုံးတပင်ခုတ်ပြီးပါက ထိုအုံးပင်ပေါ်မှပြန်ဆင်းရတယ်။ဆင်းသည့်အခါတွင်လည်းအောက်ကိုကြည့်မဆင်းရပဲ။ အပေါ်သို့သာကြည့်ပြီးပြန်ဆင်းရတယ်။အချို့မှာအောက်သို့ကြည့်မိပြီးလေးဟခါခေါင်းမူသွားတတ်တယ်။ထို့သို့ခေါင်းမူပြီးပြုတ်ကြလျင် သေးသွားနိုင်သလိုပြင်းပြင်းထန်ထန်လည်းကျိုးသွားနိုင်တယ်။ဘုံတက်သည့်အလုတ်မှာ ထိုးမြခက်ခဲပြီးအသက်အန္တရာယ်ရှိသဖြင့်နောက်ပိုင်းလူငယ်များမှအုံမတက်ကြတော့ပဲနိုင်ငံရခြားသူတို့ကအလုတ်လောက်ကိုင်းနေကြသဖြင့်အုံစေးကွယ်ပြက်သွားရခြင်းဖြစ်တယ်။အပင်တပင်မော်တက်ပြီးအောက်ရောက်တော့အခါ ခက်တာနားရတယ်9မိနစ်ခန့်နားပြည်လျင်နောက်တပိန်မောသူတေးရပြန်တယ်ကိုစိန်တော်အုံမေမောတင်းနေချိန်တွင် မန်ဒီနဲ့တားဖြစ်သူစိန်ကောင်းကအုံသီးများကို အပုလအညာလားလို့ခွဲကြကတဲချစ်တွင် စုပုံထားကြတယ်ထိုအချိန်မှာပဲတဲပပတ်လေတွင်ခြေတံများကိုစတင် ကြားလိုက်ရတယ်ဘာကြည့်တာရောက်လာပြီလားမန်ဒီကအတန် ပေးလိုက်တော့လေ ဘာသာမှပြန်မကြရမန္တီကဘာကြည့်တာလာခြင်းဖြစ်မဲလို့တွေးမိတော့ကြောင်ဖြစ်တယ်ထို့ကြောင့်တဲအားပတ်ကြည့်လိုက်တော့လေမြည်သူတူးတယောက်မှ မတွေ့ရပေမန္တီတယောက်ကြောချမ်းသွားမိတယ်ချက်ချက်ချက်ဖနက်တန်ကတဲအနောက်တွင်ပေါ်လာပြန်တယ်တားဖြစ်သူကလည်းမန္တီအနားတွင် ရှိနေသဖြင့်တားဖြစ်သူမဖြစ်နိုင်ကိုစိန်တောင်းကလည်းအုံမေပေါ်မှာဖြစ်တယ် မတ်ဒီကြောတွေချမ်းလာတယ်။လမ်း600မှာရပါဖက်နက်ကိုဆွဲပြီးရှောင်းနေသည့်အတမ်းမျိုးဖြစ်တယ်။တားဖြစ်သူမှာအပယောင်းမှာအုံကိုင်းများကိုတွားယူလေရ။တဲအနိမှာမတ်ဒီတယောက်ထဲကျန်းရက်ခဲ့တယ်။ကျဲလောင်းသည့်တောက်ခေါက်တန်းကြီးတစ်ခုကိုပြီးပြီးသားသားကြားလိုက်ရတယ်။မတ်ဒီကြောက်စိတ်ကိုမနှဲကြီးထိန်းထားရတယ်။တဲအနိတွင်မနေသင့်တော့မှန်တိလိုက်ပြီးနောက် အုံးတက်သည့်နေရာသို့လိုက်လာခဲ့တယ်။ ကိုစိန်တောင်းကအုံပင်တပင်ပေါ်မှ ပြန်ဆင်းလာပြီးနောက်နောက်ထပ်တရမြေအပင်ကိုလိုက်ချတယ်။ထိုအခါတောဇံအနည်းရှိအုံပင်တပင်ကိုတွေးလိုက်ရတယ်။ထိုအပင်အားတက်မြေအလုတ်တွင်ထိုအနည်းရှိအခြားအုံပင်တပင်ပေါ်မှတထောက်ထောက်နှင့်ခေါက်နေတဲ့အတန်းကိုသုံးရောင်စလုံးကြားလိုက်ရတယ်။ကိုစိန်တောင်းချင်းကြားလာ။အေးကြားတယ်ကွ။သူတို့တက်ပင်ပေါ်သို့ဓာမီးဖြင့်လှမ်းထိုးကြည့်တယ်။ထိုအခါအုံပင်ပေါ်တွင် လူပုံတံမဲမဲကြီးတကောင်ဖက်တွယ်နေသည်ကိုဓမ်းမီအလင်းရောင်အောက်တွင်မြင်နေရတယ်။တကိုယ်လုံးမှာမဲနဲ့နေပြီးမျက်လုံးကြီးနှလုံးမှာဝါဖန်ပန်ကြီးလင်းထိန်နေလေတယ်။အောင်မလေးတရေတရေရှိတော့ထိုအခါအုံမေမောကတတော့တော့အသံကားလေးပိုးပြီးကျဲလောင်လာခဲ့တယ်။မန်းနေတို့သားမီမှာကြောက်လန့်နေကြတော့လေကိုစိန်တော့ကတော့ကြောက်လန့်ရမည်အစားတခုခုကိုတွေးတော့နေမိတယ်။ ကိုစိန်တော်တွေ့တော်နေမိသည်ကတော့ဖခင်ဖြစ်သူပြောမှုသည်အကြောင်းအရာတစ်ခုကိုဖြစ်တယ်။ဂျိုးအမြူတေးတို့ငုံးအမြူတေးတို့ချစ်တယ်လို့အုံးဘေမာလည်းအုံးအမြူတေးဆိုပြီးတော့ချစ်တတ်တယ်ကွ။ကိုစိန်တော်အဖေမာလည်းအုံးတဲ့တမတူပဲဖြစ်တယ်။ကိုစိန်တော်မှာအဖေဖြစ်သူထမ်းမှာအုံးတဲ့နီးကို အမွေရခဲ့ပြီးအုံးတဲ့စားနေသူတူဖြစ်တယ်။အုံးအမြူတေးကဘာဖြစ်လို့လဲအဖေရ။အမြူတေးဆိုတာခြားတယ်ကွ။ ။နောက်ပြီးတော့အမြူတေးဆိုတာတောချမ်းတောင်ချမ်းအချောက်လန်ကျန်းတဲ့နေရာတွေမှာရှိတတ်တယ်ကွ။အဲ့ဒီအချောက်လန်တွေကိုကြောပြတ်နိုင်မှသာ အမြူတေးကိုရတတ်တာကွ။ဆက်ပြောပါအောင်အဖေကျုပ်စိတ်ဝင်စားလို့ပါ။အုံးအမြူတေးရှိတဲ့အပင်ဟာ၆သွေးနေတတ်တယ်ကွ။နောက်ပြီးတော့အပင်ပေါ်ကနေလေတထောက်တောင်းတဲ့အတန်ကြားနေရတတ်တယ်။မသိတဲ့လူတွေကတော့တည့်ရဲ၆တယ်လို့ထင်ကြတာပေါ့ကွာ။ ဒါရင်ဘဲကမလဲလာပြီလာွယ်လို့ညားနေဆိုရင်အလင်းရောင်ထွက်ထားအတန်ပေးတာတွေလည်းပြုတ်လုတက်တယ်ကွအဲ့ဒါရရင်ဘာဖြစ်တလဲအဖေအုံအမြူတွေကလာဘသိတိပြည်တယ်ကွအဖေတန်တွဲဘက်မှာတခုမြင်ဘူးတယ်အုံဒီကခတ်သေးသေးပဲအုံဒီကိုအခွန်ခွာလိုက်ရင်အထဲမှာမြောက်ကောင်းလို့လို့အစက်ကလေး30ပါတယ်ကွချိနေကြအုံဒီတွေတဲ့ပိုးပြီးထူကြတယ်နောက်ပြည့်အတန်းကားလဲ အမြဲမြည်နေထက်တယ်ကွအဲ့ဒီအသီးလေးကိုဈေးဆိုင်နေဘာတွေမှာချိတ်ဆွဲထားရင်အလွန်လက်ချွန်တဲ့ကွဒါဆိုအဲ့ဒီအုံအမျိုးတွေက အမြဲတမ်းအတန်မြည်နေထက်တာပဲလားဒီလိုတော့မဟုတ်ဘူးသားရဲ့သူကထိုက်တဲ့လူလက်ထက်ရောက်ရင်အတန်တိတ်သွားတတ်တယ်မထိုက်တဲ့လူလက်ထက်ရောက်သွားရင်အတန်ကမြည်နေစဲပဲတဲ့အဲ့ဒီလိုအတန်မြည်နေစဲဆိုရင်အုံအမျိုးတွေကိုမယူရဘူးတဲ့ကွအိမ်ခိုက်တတ်တယ်တဲ့ ထိုစကားများကိုငရွယ်စင်ကသာကြားဘူးသဖြင့်တကယ်မရှိခဲ့လို့ကိုစိန်တောင်ယူဆခဲ့တော့လေအခုတော့မျက်မြင်လက်တွေ့ကြုံရပြီဖြစ်တယ်ကိုစိန်တောင်ကအတန်းမြင်းနေသည့်အပင်ပေါ်ကိုတေချာအောင်ဓာမိဖြင့်ထိုးကြည့်လိုက်ရာအုံးသည်များမှာ၆တွေ့နေသလိုအရွက်များမှာလည်း၆တွေ့ကတွဲလောင်းကြာနေလေတယ်ယောက်ျားပြန်ရအောင်ချင်းကိုစိန်တောင်ကတေချာပြင်ဆင်လိုက်ပြီငါအဲ့ဒီအပင်ကိုရအောင်တက်မယ်ကွာ မန်နီတို့သားမိမှာ အလွန်ထိတ်လန့်သွားကြတယ်မသွားပါနဲ့လားကိုစိန်တောင်းရေအပင်ကြီးကလည်းခြောက်နေတာပဲနောက်ပြီးအပင်ထွက်ဝဲလောက်မှာတရေကြီးကလည်းရှိနေသေးတယ်မဟုတ်လားကျုပ်အထင်းတော့ဒါကသေးသွားတဲ့ဘာကြီးသားရဲ့သားများမကြော့ဖဲချမ်းသောအဖြစ်ရှိနေတာလားမသိဘူးမင်းတို့အသာနေစမ်းပါကွာငါအဲ့ဒီအပင်ကိုရအောင်တက်မယ်ကိုစိန်တောင်းကအုံပင်ပေါ်သို့တက်သွားသဖြင့် မန်းနေတို့သားမိလဲမသားဖြစ်တော့ပြီသားဖြစ်သူစိန်ကောင်းကတော့အုံမေမောတို့ဓမ္မိဖြစ်ထိုးပေးနေလေတယ်မကြခင်အုံမေဘောမှာတရေကြီးနဲ့လက်တကန်းအကွာရောက်လာတယ်ကိုစိန်တောင်းကခါးကြတွင် ထိုးထားတယ်ဓာတ်ကိုဆွဲဖြုတ်လိုက်ပြီတရေကြီးအားဓာတ်ဖြစ်လှမ်းခုတ်လိုက်တယ်တရေကြီးမှာအနောက်သူတဖြည်းဖြည်းဆုတ်ခွာသွားတယ်ဓာတ်ချက်မှာတရေကြီးကိုထီးသွားတော့လေဖောက်ထွက်သွားပြီးအုံဖင်ရဲ့ပင်စီကိုသာထီးသွားတယ် တရဲကဇောက်ထိုးကြီးအပင်မော့သူတက်သွားရာအနောက်မှာကိုစိန်တောင်းကလိုက်လာခဲ့တယ်။တရဲကြီးမှာတက်ပင်ထိတ်သူ ရောက်တဲ့အခါအခြားတက်ပင်မော့သူလွှားကနေခုံပြေးသွားကအုံမင်းများအကြားတွင်ပျောက်ွယ်သွားတယ်။အုံခိုင်များအတွင်းရှိအုံသည့်တလုံးမှာအနည်းရောမှိန်ဖြော့ပြော့လင်းလျက်ရှိရာ ကိုစိန်တောင်းလည်းထိုအုံသည့်အညာကိုဓာပြေခုတ်ခါအုံသည့်ကိုလှမ်းဆွဲလိုက်တယ်။အုံသည့်မှာထူးဆန်းသွားပင် မိန်ဖြော့ဖြော့လင်းနေလေတယ်။အုံးတရားကိုင်းပြီး နားနဲ့ကတ်ကြည့်ရာ အတွင်တွင်တထောင်းထောင်းနဲ့လှုပ်ရှားနေတဲ့ကိုကြားရသဖြင့်ကိုစိန်တောင်းလဲဝမ်းသာအားရနေအုံးပေပေါ်မှပြန်ဆင်းလာခဲ့တယ်။မိမကြီးငါတို့တော့ထောပြီးဟိတ်ပွားပြီးကွချင်းဘာတွေပြောနာလဲကိုစိန်တောင်းဒီမှာကြည်စမ်းဒီအုံးဒီကရိုးရိုးအုံးဒီပုတ်ဖူးกว่าအုံးအမြူတေးกว่าမန်းနေနဲ့တားဖြတ်သူမှာ ွန်စွာအံ့ဩနေကြတယ်။ပုံသီဤ6သူအနေသည့်ခွန်များအတွင်းမှာအနိယောင်အလေးများကလင်းလေထွက်ပေါ်လျက်ရှိနေလေရာ ကိုစိန်တော့မှစောင့်ကြည့်မနေနိုင်တော့ပေ။ပုံသီခွန်ကိုဓားနဲ့ခုတ်ပစ်လိုက်တယ်။အခွန်ကိုသိပ်ပြီးခွာစရာမလိုပေ။အတွင်းမှာတင်းတဲ့ဘောလုံးအရွယ်6သူအနေသည့်အုံသီထွက်လာခဲ့တယ်။အုံသီခွန်တွင်တော့တွင်းနေကလေးသုံးပေါက်ပါပြီ။အတော်ကလေးခြိုင်ဝင်နေလေရာ မြောက်ကောင်းတတန်နှင့်ပင် တူနေတယ်။နောက်ဆုံးတော့ကိုစိန်တောင်းတယောက်ထိုးအုံအမြူတွေကိုသူ့နဲ့ထိုက်မထိုက်ဆက်စည်ရန်သာကြံတော့တယ်။ကျုံနဲ့ထိုက်တယ်ဆိုရင်အတန်မြီတာတွေရက်သွားပါစေ။ကိုစိန်တောင်းကရေပြက်လိုက်ပြီးနောက်အုံအမြူတွေကိုလင်းတစ်ဖက်ပြေးသေးချသွားကိုင်းကြည့်လိုက်တယ်။ထူးဆန်းသည်ကတတော်တော်ပြေကျဲလောင်းသွားထွက်ပေါ်နေသောအတန်မှာ ရုတ်တရက်ရက်တံသွားတော်တယ်ကိုစိန်တောင်းအလွန်ပြောသွားပြီး လေးတယောက်လိုအော်ဟက်ခါကားခုံနေမိတယ်။မန်းနေနဲ့သားဖြစ်သူကတော့သူအားကြောင်တောင်းတောင်းနဲ့ကြည်နေကြတယ်။ဟဲ့သားမင်းအဖေယူသွားတာများလား။ယူတာမဟုတ်ဘူးမိမကြီး။ငါတို့နဲ့ထိုက်လို့အုံအမြူတေးရလိုက်ပြီ။ငါတို့ချမ်းသာတော့မေး။ချမ်းချမ်းသာသာ နေရတော့မေးကွ။ကိုစိန်တော့ငါပြောနေတော့လေမန်းဒီမှာယုံတဲ့ဝက်မယုံတဲ့ဝက် ရှိနေတယ်အဲ့ဒါကလေးရှိုံနဲ့ ကျုပ်တို့ကဘယ်လိုချမ်းသာသွားမှလဲချင်းကျုပ်ဖြစ်နားမလဲနိုင်ပါဘူးတော့မတ်နေပြောတာကလည်းဟုတ်နေပြန်တယ်သူတို့ကတနေ့လုံးမှတနေ့ဆန်းရသည့်ဘဝမှုချစ်ချင်းလင်းငင်းကြီးချမ်းသာသွားမည်ဆိုသည်မှမယုံကြည်နိုင်စရာကောင်းလာတယ်သို့တော့ကိုစိန်တောင်းကတော့ယုံကြည်နေမိတယ်ယနေ့အုံသီးများကိုစစ်တွေတရောင်းနေအုံအမြူတေကလေးကိုလည်းတဲဆောင်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်မနေ့မိုးလင်းသည့်အခါ ။အုံသီးများနဲ့အတူကိုစိမ့်တောင်စစ်တွေသို့တက်လာခဲ့တယ်။လွယ်အထဲမှာတော့အုံအမျိုးတွေကလေးကိုထည့်လာခဲ့တယ်။စစ်တွေစိတ်ကန်းတွေစိုက်ပြီးအုံသီးတွေခြားခြားချင်းပဲလူတစ်ယောက်ကသူ့စီပြေးလာတယ်။အုံသီးတွေလှလိုက်တာ။ရောက်မလို့လားဗျ။ဟုတ်တယ်ရောက်မလို့။ဒါဆိုကျုပ်ဆိုင်ကိုရောက်ပါဗျာ။ဒီစိကလူတွေပေးတာထက်ကျုံနေနဲ့ပိုးပေးပါမယ်။တို့ပြေဆိုင်ကယ်ကလေးငှားပြီးထိုးဆိုင်သို့ ရောင်းချလိုက်တယ်။ ။အုံသည့်တလုံး900ခန့်ရသည့်အချင်းတွင် ထိုးဆိုင်က600ပေးတယ်။အလုံးကောင်းလျင်ချက်ရအထိရလျာ။ကိုစိန်သောအတွေ့သိုးတော်မဆိုးလာပေ။ဆိုင်တွင်ရောင်းချပြီးဆိုင်ရှင်ကပိုက်ဆံရှေးပေးမိကိုထိုင်းဆောင်နေချိန်တွင်ဆိုင်တွင်သူဈေးဝယ်သူဝင်လာတယ်။အုံသည့်ဘဲစီလည်းပြ။ဟိုအသေးကလေးတွေက1200အကြီးကတော့1500ကိုစိန်တောင်းပဲမျက်လုံးပြူးသွားရတယ်လက်လီရောင်းသေးသေးက ူရောက်တဲ့ဈေးနဲ့ကြောက်ခမန့်လေးလေးကွာချားလာတယ်။ငါကိုယ်တိုင်သာ လာရောက်လိုက်လို့ကတော့ပိုးပြီတွေ့ချေကိုက်မှာပဲ။ကိုစိန်တောင်းတယောက်ဆိုင်းဖွင့်ရန်ကြမ်းစိမိတယ်။ကယ်ဒီသမားနဲ့စကားဆက်မိတဲ့အခါဈေးကလေးအနောက်ဖက်ကြီးမိုက်ပုံကြီးအနားတွင်ဆိုင်းကန်းတနေရာရသဖြင့်ကိုစိန်တောင်းဆိုင်းဖွင့်ဖြတ်သွားတယ်။ဆိုင်းတွင် အုံမြူတွေကလေးကိုအုံစံချိုးများဖြင့်တေးသေးချာချာလှလာပပချိတ်ဆွဲထားတယ်။အမိုက်ပုံတစ်ပေဆိုတော့လေ ဝဲသူများက သူ့ဆိုင်ကိုလာရောက်ဝဲယူကြရာ အလွန်ပင်စီးပွားဖြစ်လာတယ်။တနေ့ခန့်ကြားတဲ့အခါဈေးစီပင်သားရရစ်ကမိုက်ပုံကြီးကိုဖဲချလိုက်ပြီးထိုနေရာတွင် ဆိုင်ကမ်းများဆောက်ခါကွန်ကရစ်လမ်းခင်းပစ်လိုက်တယ်။ဈေးကိုပတ်ပြီးဝင်ရသည့်နောက်ဖက်လမ်းမကြီးဖြတ်သွားတော့တယ်။ကိုစိန်တောင်းမှလည်းဆိုင်ကမ်းတခန့်ကိုငှားရလိုက်နိုင်ပြီးသူတို့နေရာကလေးမှာအချက်ကြာကြသည့်နေရာဖြတ်သွားတော့တယ်။အုံအံမြူတီကလေးကြောင်လား ကိုစိန်တောင်းဤကြိုးစားမှုကြောင့်လားမပြောတတ်ပေ လင်းငါနဲ့ခန့်အကြအတွင်ပေကိုစိန်တောင်းတို့ဆိုင်မှာဆိုင်းကြီးကနာကြီးဖြတ်သွားကြတယ်ကိုစိန်တောင်းလည်းအုံတော်ရွာတွင်သားမက အခြားနေစရာကြုံးများတို့ပါစစ်လေဖြစ်သွားကအုံသည်များတဲယုတ်လျက်အုံကုန်ကူးနေရတော့တယ်ထို့အပြင် အုံတော်ရွာတွင် အုံစီချက်စက်ကိုတီးထောင်းလိုက်ပြီးအုံစီ လုပ်ငန်းများကိုလည်းလုံးကင်တော့တယ်ယခုဆိုရင် ကိုစိန်တောင်းတို့ဆိုင်မှာ ။ဘုံသီးများကိုနည်းများအထိပါကားဖြင့်တင်းဖို့ရောင်းချရသည်အထိလုပ်ငန်းတွင်နေပြီ ဖြစ်တယ်။တသက်လုံးအုံပင်တက်ပြီးမချမ်းသာသည့်ကိုစိန်တောင်းမှလည်းအုံလုပ်ငန်းဖြင့်အကျိုးပေးပြီးကြည်ကြည်တဲ့မချမ်းသာသည့်တိုင်အောင်တဖြည်းဖြည်းနဲ့အစဉ်ပြေလာခဲ့ရာအခုဆိုသားဖြစ်သူစိန်ကောင်းပါ လုပ်ငန်းများကိုဥစည်းလောက်ကင်နေပြီ ဖြစ်တယ်။အကြောင်းညညသည်ဖြင့်ကိုစိန်တောင်းတို့ဆိုင်သူတစ်ခါတစ်ခေါက်ရောက်ခဲ့မည်ဆိုပါက ဖရဇင်တဲ့ဘေးတွင် တွဲလောင်းချိတ်ဆွဲထားသည့်အုံမြူတွေကလေးကိုသတိထားမိပါကမြင်းတွေ့နိုင်ကြမိတာဖြစ်တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ